ုကုဩဆက်လာလေလက်ဆောင်ကပြီးပြီလားအင်းပြီးတော့မယ်ဒါနဲ့ပြောစရာရှိလို့လားဟုတ်မနှက်ပြန်လုံးရှိလို့ကိုကိုကလိုက်မလားလို့မေးတာအကြည့်ဆွဲရမှာလားဟုတ်တယ်ကိုကိုလည်းအမှတ်ရတဲ့ပုံလေးပါလေရိုက်လို့ရတာပေါ့အင်းလိုက်မယ်လေโอเคအဲ့ဒါဆိုမနှက်ပြန်9နိုင်လောက်သွားကြမယ်အင်းသွားတာပေါ့တောင်းပါမယ်တောင်းမယုံနဲ့မလုံးလုံးမသိပါဘူးမတက်နိုင်တဲ့အခြေအနေမှာကျွန်တော်လုံးဝဖြစ်မှာမဟုတ်ဘူး တောင်းပန်ပါရဲ့ပုဂ္ဂိုလ်ဇက်ကမနေ့ကပုံဆွဲရမှာဆိုတော့ကျွန်တော်လည်းပြင်းနေရမယ်အတူတူဓာတ်ပုံလေးပါလေးရိုက်ပြီးမတရားအနေနဲ့မောင်းအတွက်ပြင်ဆင်ထားတဲ့လက်ဆောင်တွေထည့်ပေးခြင်းပါတယ်ကျွန်တော်မောင်းနေဝေးရအောင်ထွက်ပြေးခဲ့ပေမဲ့ကျွန်တော်အတွေ့အထိမှာမောင်းတာဆုံးမထားသေးပါအရန်ချစ်ခဲ့တော့ပေးဆက်ရတာတွေကလည်းများနေပါပြီ။လွမ်းနေမောင်ရဲ့ ောင်းလေးမနေ့ဖက်မောင်းလေးကိုအမတပါရှိရဲ့ညစီခေါ်တော့ပြီမယ်နော်ကျွန်တော်ခဏလေးရှိပါမလားအော်ခဏလေးမရှိစရာလားမောင်းလေးရဲ့မောင်းလေးနဲ့မောင်းမရှိရပဲဟာတကယ်နောက်ဆုံးအချိန်မှာကျွန်တော်ကျွန်တော်လွတ်ချဖို့ထီတွေးထားပြီးသားဟုတ်တာပေါ့မောင်းလေးပြန်မနေလွတ်ချမှာပဲလေစုပ်လဲစူစားလဲယူအချိန်ဒီမှာလွတ်ချလိုက်ရင်တက်တာမှာပဲလို့အချိန်ချင်းတွေးခဲ့ပေမဲ့လွတ်မလွတ်နိုင်ခဲ့ဘူးခုတော့ အချိန်တန်ပြီးထင်ပါတယ်။ကဲပါနားလိုက်ပါဦး။မနေ့ဖန်မောင်လေးခန်းစစ်တီကိုနောက်ဆုံးနဲ့ပြလိုက်ပါတော့။อืมမိတ်ချင်မမဲမျက်လုံးစုံတို့မိတ်ထားပြီးကျွန်တော်ရင်ကငဲကိုပြောခဲ့မှုတွေစကားတွေကိုမနေ့ဖြန်တကယ်လက်တွေ့လုံးမိလိုက်ရင်ဘာတွေဖြစ်လာနိုင်မလဲ။ငဲရရောဘလို့ပုံစံနဲ့ရှိနေမလဲ။မောင်ယူသွားရင်တိတ်ကောင်းမှာပဲကွာအယမ်းကိုအယမ်းကိုမြင်မဲနေပါပြီ ကိုကိုလာတက်တက္ကစီကားလေးနဲ့သူပြန်ရောက်လာခဲ့ပါတယ်လန်တျောက်တော့ကျွန်တော်နဲ့ဆက်စကားလုံးဝမပြောပြခဲ့ကြပါဘူးခုသူကျွန်တော်ကိုခေါ်လာတော့ စင်ကာပူနိုင်ငံရဲ့ဟိုးမြို့ဆောင်ဘက်ကလူတူသွားလာတိုက်တဲ့ကိုရောင်ပြကြီးတစ်ခုစီပါကားဘွားစင်တော်မှာကျွန်တော်ဘေးဘီကိုကြည့်ပြီးသူ့ကိုမေးလိုက်ပါတယ်ပုံဆွဲမှာရောဟုတ်ရဲ့လားဘလို့နေရာမျိုးကြီးလဲမျိုးနယ်လည်းအလန်းဝေးဟုတ်တယ်ပုံဆွဲခြင်းတဲ့သူကအရင်ဆက်ဆက်လူခြင်းနဲ့ဆိုလို့ location ကိုလည်းသူပြောတာပါဒီနေရာမှာဆွဲမယ်တဲ့လေအဲ့လိုလူမျိုးကလည်းရှိသေးဩကိုကိုခဏနော်ပုံမှန်တူလာနေပြီ စကားနည်းနည်းအရင်ပြောလိုက်မယ်ပြီးမှကိုကိုနဲ့မိတ်ဆက်ပေးမယ်ရတယ်အေးစိပြောအဲ့လိုပြောပြီးကင်မရာထုတ်ကကျွန်တော်တပုံသားရဲနေလိုက်ပါဟုတ်တယ်ကိုကိုကိုမလိမ့်တပတ်နဲ့ပြောပြီးထိုလူစီကိုထွက်လာခဲ့တယ်သူကလည်းပန်းရောင်ခေါ်ရတဲ့လူမျိုးချွေတူတူပြောစရာမရှိဘူးကျွန်တော်ကတကယ်ပကြီးစရာမှမဟုတ်တာဘလို့လုပ်ပြီးဆိုတတ်မှလည်း အဲ့ဒီမတိုင်ခင်ကတည်းကဘိုးလူပကြီးကားကိုအရင်ဆွဲထားရတယ်။ကျွန်တော်ဟန်ပြက်လောက်ပဲလောက်ခဲ့ရုံပါ။အဲ့လူစီကိုပုံတူယူပြီးမာတင်နာမာပြီးပြီးမှကိုကိုစီလာပြီးမိတ်ဆက်ပေးလိုက်တယ်။ကိုကိုပုံကဂိုလောင်ထဲမှာဆွဲမှာလာသွားရအောင်။အင်းနင်းနေတော့မောင်မှာပေါ့နော်။အရင်ဆက်နေတာပါ။ကိုကိုလည်းဂိုလောင်ပြည်ကြီးထဲမှာရောက်တော့ပုံရိုက်ရိုက်ပေါ့။ရိုက်ချင်ပါဘူး။အစုပ်ပြက်တွေပဲရှိတော့။ ထဲရောက်တော့ထင်ထားရတဲ့ပုံပြီးစက်သိမ်းထားခြင်းစရာကောင်းပါလေအထဲမှာလျှက်စစ်မီဒီအဝါလေးတစ်လုံးသာထွန်းထားပြီးကြံတဲ့နေရာတွေကိုတော့ဘိုးတော်သားမြင်နေရပါတယ်ဆက်စုခြင်းနဲ့ကျွန်တော်အတွက်တော့ဓာတ်ပုံတော်ရဖြစ်ပါမလားမသိဘာတွေရှိနေမလဲသိချင်နေမိပါတယ်ဇက်ပုံဆွဲနေတော့ရှောက်မွေဘူးလို့ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်ဇက်ငါရှောက်ကြည့်လောက်မယ်နော်အေးစစ်ဆွဲနေတယ် ပြောပြီးဖုန်းမီလေးနဲ့ဆက်ဆုံနေမိပါတယ်။ထွေထွေထူးထူးရဲ့လို့တော့ဘာမှမတွေ့ပါဘူး။ပစ္စည်းအစုံပြက်တွေနဲ့တန်လိုတန်စားတွေပဲများနေတာပါ။ဒါပေမဲ့တချို့တန်ကြောင်ကြီးတွေကထိုးမိမှတောင်ကြောက်ရပါတယ်။ရှောင်တိမ်မိသွားနေရပါတယ်။ရုတ်တရက်ကျွန်တော်လေကားလေးတွေးလိုက်ရတယ်။ထပ်ဖိုးလေးပေါ်တက်လို့ရတဲ့လေကားလေးဖြစ်လောက်မယ်။မရေတရေနဲ့တက်သွားလိုက်တော့တစ်တာလေးတစ်လုံးရဲ့ ပိတ်ဆအဖြူနဲ့အုပ်ထားတဲ့အရာလေးတစ်ခုရှိနေပါတယ်ကျွန်တော်လည်းကြောက်ပေမဲ့ဘာရှိနေလဲဆိုတာသိချင်တာကြောင့်ရှေ့တိုးသွားခဲ့ပါတယ်တစ်တာလေးကိုဖွင့်ကြည့်လိုက်တော့ဖဲကြိုးလေးနဲ့ခြိထားတဲ့လက်ထက်စာချုပ်တစ်ခုဓပုံလေးတစ်ပုံစာလေးတစ်စောင်နဲ့ဓာတ်လေးတစ်ချောင်းရဲ့သာရှိနေခဲ့ပါတယ်လက်ထက်စာချုပ်လေးကိုခြိလိုက်တော့ကျွန်တော်မျက်လုံးအပြူသားဖြစ်သွားပါတယ်ကောင်းလေးနှစ်ယောက်နမယ်နဲ့လက်မှတ်လေးတစ်ခု တဆက်တဲ့တပုံလေးကိုချီးမိလိုက်ပါတယ်တကယ်ပါရှင်ထဲမှာအမျိုးအမည်မသိတဲ့ခံစားချက်ကြီးကစိုးမိုးလာပါတော့တယ်စာလေးကတော့တချောင်းသေးပါဖောက်ပြန်မှုရဲ့ရာလကဘာလဲဆိုတာမင်းသိဖို့အများကြီးလုပ်ပေးဖို့မလိုပါဘူးဒါလေးတချောင်းပဲလိုတာပါငါကိုယ်တိုင်လည်းအိုက်သားအောင်မှကြာဆုံးမှာမင်းနဲ့အတူတူပဲကျွန်တော်လန်သွားခဲ့ရပါတယ် သူတို့နှစ်ယောက်ကမဟုံးမကျွန်တော်လေပစ္စည်းတွေကိုနေရာတကျထားပြီးပြေးဆင်လာခဲ့လိုက်ပါတယ်ဒီလိုနေရာမှာဘာကြောင့်ရှိနေရမလဲမသိပေမဲ့ခံစားချက်ကြီးမကောင်းတာအမှန်ပါပြေးဆင်လာရင်မောင်ဟာအတွေ့အဝင်လာပြန်လာကြောက်လူကလည်းယူးကျင်နေပါပြီအောက်ရောက်တော့ဆက်ရှိနေတဲ့နေရာကိုအမြင်လာခဲ့လိုက်ပါတယ်ဆက်မောမောလိုက်တာ ီလာရပုံကပြီပြီလေဟာလေမောနေရလားဘာဖြစ်လို့လဲကျွန်တော်ခေါင်းသာရမ်းပြလိုက်ပါတယ်ဆဲ့ရဲ့အင်ကြီးပေါ်မှာဘာတွေပြင်းနေမှမသိပါနဲ့ညီဟာအုံနံ့ရနေပါတယ်ဘာတွေလဲပြင်းနေတာဩဒါလာပုံဆွဲပြီးတော့ရုတ်တရက်လဲကြတာအဲ့ဘုံကြီးပေါ်ဘာလဲတော့မသိဘူးညံတော့တော်တော်နန်းနေရောချွတ်ထားလိုက်လေဒီလောက်နန်းနေတာဟုတ်အချိန်ကောင်းကြီးရောက်လာတယ်ထင်ပါရဲ့ ရှုတည်းရဲ့အတန်ကြာလို့ကျွန်တော်နဲ့ဆက်လက်ကြည့်လိုက်ကြပါရယ်။ဟင်။မောင်မောင်ဘလို့ဘလို့လုတ်ပြီ။တဲ့ကိုအံ့ဩသွားသလားငယ်။ပါလေမင်းတို့ကဒီလိုနေရာကြီးမှာတကယ်တော့ဘာမှဆက်သွားနေတော့ဆက်ကဖောက်ဆက်ထားတာဖြစ်ပါတယ်။အဝတ်တွေပြောင်းလဲသူဝတ်တမင်ဖန်တီးထားခဲ့ရလေ။ဒီလိုချင်းမျိုးဖြစ်အောင်လောက်ကိုချိန်ကြရတဲ့သူကတော့ကျမပဲပေါ့ မောင်ထပ်ပြီးမယုံမြန်ဘူးမလားယုံပေးရမယ်ဟုတ်လားနှစ်ကြိမ်လုံးဟော်ရီမျက်လုံးတွေနဲ့မြင်ခဲ့တာမောင်ကသူ့မျက်လုံးတွေကိုထိုးပြပြီးစိတ်ဆိုးမှန်ဆိုပြောနေပါတယ်ရှင်းပြတာ ው ရောနားထောင်ပေးဘူးလားလို့သေးလို့လားဟမ်လို့တာပေါ့တိတ်ကိုတိတ်ဆန်းစကားတောင်မဆုံးသေးပဲမောင်អော်လိုက်ပါတယ်မှတ်မိလား အတိတ်ကလိုမျိုးထပ်ဖြင့်အရှင်မထားဘူးလို့ပြောခဲ့တာကိုလေဖះရရင်မောင်ဘာတွေလုပ်မလို့လဲရှင်နေပူလိုက်တာခုနဖက်ခဲ့တဲ့စာမောင်မောင်မောင်မဟုတ်တာတွေမလုံးနဲ့နော်ဖဲ့စမ်းပါမင်းအကောင်ကိုအရင်တတ်မင်းပြောနေရင်မောင်ကဇက်ကိုထိုးကြိတ်ပါတော့တယ် တော်မောင်းလကူကျွန်တော်အားရှိသလောက်ဆွဲထားလိုက်ပါတယ်ဆွဲထားပြီးမယ်မောင်းအရန်တော်စားထွက်နေတော့ခွန်အားချင်းမမျှပါဘူးဒါပေမဲ့မောင်းကကျွန်တော်အဝေးဆုံးကိုထွက်သွားချင်နေရလားမပြောတတ်ပါတွန်းထုတ်လိုက်တဲ့အားကြောင့်ကျွန်တော်နောက်ပြန်လဲသွားခဲ့ပါတယ်အမလေးငဲငဲမောင်းတောင်းမှန်ပါတယ်อืมငဲမနာပါဘူး ။လုတ်ပြန်လဲကြတဲ့အချိန်အရန်တင်းရှိနေတဲ့တန်ဂျုံလေးကကျွန်တော်ကြောဘက်ကနေဖိုက်သားပေါ်ဘက်ထိဖောက်ထွက်လာခဲ့ပါရဲ့။ဖြူဥနေတဲ့ကျွန်တော်အသားပေါ်မှာနီးရဲပြစ်ချွေးနေတဲ့သွေးအလင်းလင်းတို့နဲ့လှပနေခဲ့ပြန်ပါရဲ့။ငဲငဲမဟုတ်တော့မှာပါရဲ့။ငဲဟိုပါဆေးဥခေါ်တော့မင်းနော်။ငါအချင်းနေပြီမော် အေးရမှာပေါ့ဒါပေမဲ့အခုတော့မအေးရဘူးနော်နောငယ်မောင်နဲ့စကားတွေပြောကြမယ်လေမအေးရဘူးနော်မောင်ငါ့ကိုချစ်လာရင်နာကျင်နေတဲ့ကြားတွေစကားတခုပြောဖို့တော့မနေအာယူနေရတဲ့ကျွန်တော်ကမောင်နဲ့စကားတွေပြောရမယ်လေလားမောင်ရဲ့အတူရှိရတော့ဘာလို့အခွင့်အရေးမပေးခဲ့တာလဲ ခုတော့ငါတို့ကံကုန်ချိန်ရောက်နေပြီမောင်ငါဆူတောင်းပါတယ်နောင်ဘဝဆိုတာရှိလာရင်တော့မောင်နဲ့ထပ်မဆုံရစေဖို့ဒီဘဝမှာရင်မောင်ပေါ်ငါအချစ်တွေပုံပေးခဲ့ပြီးပြီလေလုံလောက်တဲ့အချစ်တွေနဲ့ပေါ်ချစ်တာပေါ့မောင်ငယ်ဟူတိတ်ချစ်ပါရဲ့အမချားတကြလေးပြောပြီး မျက်လုံးစုံလုံးဝမိတ်သွားခဲ့ပါတယ်။ကျွန်တော်အတီးနဲ့အာယုံအာလုံးမောင်ရဲ့ချစ်တယ်ဆိုတဲ့စကားလေးမှာတင်ခြုံငိမ့်သွားခဲ့ပါပြီ။နောက်ဆုံးအချိန်လေးမှာတော့ကြားချင်းတဲ့စကားလေးကြားဝင်ရသွားတာကြောင့်ကြည်နက်မိပါတယ်။လောကကြီးတရားနေကျွန်တော်ရဲ့နေဝင်ချင်းရောက်လာခဲ့ပါပြီ။ငဲငဲမဟုတ်ကြည့်ပါဦး။ငဲလို့ မောင်ခေါ်နေလေမောင်လေးစိတ်ထိုင်းမဆေးဟုတ်တယ်ဆေးဟုသွားမယ်ငဲဟုမောင်ဆေးဟုခေါ်သွားမယ်နော်ကျမဝင်ပြောရမင်းလေးအထူးကဲပါဘူးဒီတာလူပြင်းကိုနေရှာရလေသူ့ရဲ့ရေခွေလေးကအသက်မဲ့နေတဲ့ကောင်းလေးရတော့စိတ်ချစွာသူ့အလားထွက်သွားခဲ့ပြီ သူကောင်လေးရဲ့ကြော်ဘက်ကိုလက်ဝင်ရှုပ်ပြီးတန်ချုံကြီးကိုဆွဲလုလိုက်တယ်။ဆွဲလုတဲ့အချိန်ကျတော့တန်းထွက်လာတဲ့သူကြီးကရှေ့ဘန်းလာထေရအရှင်ကိုတလဟောစီးကြနေတယ်။ကျမအရင်မြေခွေကိုကျမပြန်လို့နေရဘယ်တော့မှထွက်လို့ရမှာမဟုတ်ဘူး။ဒီတဲဟာတပောက်ပွေချီပြီးကိုရောအပြင်ဘက်ကိုပြေးထွက်လာခဲ့တယ်။အပြင်မရောက်ခင်ခရောင်လေးကတန်ကြီးတက်လျက်တပြိုင်နဲ့ ီတဲ့ချောက်ကိုရှာသွားခဲ့ရလေကြီးရတော့လက်ပုံရရဲ့ထိုင်မဲ့သူတားကောင်းမှလည်းမသိဆေးရုံရောက်ပြီမဲ့တကယ်တပါမအသက်မရှိတော့ဘူးလေသွားမရဲ့အလောင်းကိုမောင်လေးကမြန်မာနိုင်ငံကိုပြန်ယူသွားမယ်တဲ့လေ ဖြစ်နေတဲ့ကိစ္စဆိုတော့ကျွန်မကပဲဖြောင်းပြပြီးနားလည်အောင်ပြောယူရတော့တယ်။မတက်တာတော့မတီတန်းကလက်ခံပေးလာတယ်။ဇက်ကလည်းကျွန်မပေးချင်ရှိရဲ့ပတ်စံကိုပေးပြီးနှုတ်ဆက်လိုက်တယ်။အမှန်တကယ်တော့ကျွန်မလက်ထိဖြစ်လာဖို့ရည်ရွယ်ခဲ့တာမဟုတ်ပါဘူး။နှချင်းသွားစီအောင်လုပ်ပဲ။ကျွန်မဒါမဲ့အခုတော့အရာအလုံးနှောချသွားခဲ့ပါပြီ။ဘာမှယုံချင်းရော စင်ကာပူနိုင်ငံမှာပဲမိသဆိုပြီးပြအော်လီကိုမြန်မာနိုင်ငံကိုပြန်ယူလာခဲ့လိုက်တယ်။ဒီတန်းကတော့အခုဆိုဆုတ်ဖြတ်ပြီးလူရုပ်တရုပ်တော့ပေါက်တော့ပါအောင်။သူမားခဲ့မှလည်းနှ ਾਇ ရနေရှာတယ်။ဒီမိုင်းနံတာနမယတလို့ဆိုပေါ့။ မပြန်ခင်ဆက်ရောက်လာပြီးကျွန်တော်ကိုစောက်လေးတုပ်လာပြီးခဲ့ပါတယ်။တပါရဲ့နောက်ဆုံးလက်ဆောင်ကိုပြောပြီးပြီးခဲ့ပါတယ်။ကျွန်တော်ပို့ပြီးဝမ်းနေရပြန်ပါတယ်။လက်ဆောင်လေးကအကြီးအကျယ်နောက်နိုင်ရဖို့လေလုံလောက်ခဲ့ပြန်နေငယ်။ န်းရင်ရောင်နင်လူစိတ်မရှိရလားဟမ်သမီးသမီးဒီလားတွေဖြစ်မယ်မမသိလို့ပါတော်စမ်းကိုကောင်းတမနစ်အပ်တာကြောင့်လူတယောက်အသက်ပေးလိုက်ရပြီအုံနောက်မရှိတဲ့ကောင်းပါဟုတ်တယ်မီရေခဲ့ပါဦးလောင်ကိုပြမနေနဲ့ငါသမီးလို့ပြောမှာရွှန်းနေစိတ်တကအဲ့လောက်တော့မသေးသင့်ရလားရွှန်းလိုက်တာဖတ်သွားနင်မျက်နှာငါမကြည့်ချင်ဘူးပန်းရံကိုယူပြီးအိမ်မပြည့်တက်သွားခဲ့တယ် အဲ့ခါမှာတီတန်သူတိတ်ချရတဲ့တပါဆိုတဲ့ကောင်လေးရဲ့အယူပြလေးကိုပိုက်ပြီးဝင်လာခဲ့တယ်။စွပြတ်နှုံရှာနေတဲ့တီတန်မိရသူအဖို့ရင်းနှီးစီရပြန်တယ်။ဒါတာရဲ့အခုလိုပုံနဲ့တွေ့ရတာမမီးရင်ကြီးကွဲပါပြီ။ဟဲ့တာလေးရဲ့ဒယ်ရီอืมပြောလေတာရဲ့မလုပ်ချင်လို့လဲငဲ့အတွက်အုတ်ခုဖြူလေးလှုပ်ပေးကြအောင်နော်อืม ဘလို့လုပ်ပေးမှာပေါ့ကုသိုလ်ကောင်းမှုလဲလုပ်ကြမယ်နော်ဒါပေါ့လုပ်ပေးမယ်နော်ခုတော့ငယ်ပြီးခဲ့တဲ့စာအုပ်လေးဖတ်ပြပါလားဖတ်ဖတ်ပြပေးမယ်နော်ပေးတတိကြီးကိုစာအုပ်ကျွန်တော်ကပါမောင်ဆိုတဲ့လူသားလေး ਨੇ ရက်တည်နေခဲ့ပြီးမှခုတော့ခြေခောက်လဲခဲ့ရပြန်ပါပြီအမေဆေးုံတင်ရတော့ငွေဆိုတဲ့ဒုတိယဖခင်က လိုအပ်လာပါလေရောငါစီမှာမရှိဘူးမောင်ဒါကြောင့်မောင်အမကံလန်းမှုလက်ခံလိုက်မိတယ်မောင်သိလားအဲ့ဒီကံလန်းမှုကဘလောက်တောင်နာကျင်ရလဲဆိုတာကိုလေငါခန္ဓာကိုယ်ကြီးနဲ့ရှင်းခဲ့ရတာဒါပေမဲ့မတန်ပါဘူးအမေစီလည်းအချိန်မီမရောက်နိုင်တော့တားမိုက်ကြောင့်အမေကမထွက်သွားတဲ့မဲသွားခဲ့ရတယ် မောင်စီကလည်းကြမ်းတမ်းတဲ့စကလုံးတွေကိုပေါက်ဆူးအနေနဲ့ထက်ရလိုက်ပြီးနောက်ဆုံးမောင်နှင်းကဝေးခဲ့ရတာပေါ့အဲ့ဒါတွေအားလုံးမောင်အမဖန်ကြီးခဲ့တာပဲမောင်တော်ပါရောရပါရောဒီပဲစီကွဲထွက်တော့မယ်စစ်မဖက်ပါနဲ့ရောမောင်အတွက်နဲ့ငဲ့တော့ဆုံးရဆောင်啊မောင်ထောင်သားတွေနဲ့ကြံခဲ့နေဖို့ဆိုတာ မဟုတ်သိပါဘူး။ဒါစိတ်ထိမ်မှာပေါ့။ကျွန်တော်ခုမှသိကြရတဲ့အထက်ကအဖြစ်ဆိုးကြီးမှာငဲဆိုတဲ့ခြေရသူနင်မုန်းငယ်မှန်သိကြရတယ်။ဒါပေမဲ့သွားတဲ့သူကသွားခဲ့ပြီမလို့ပောက်ကွဲခြင်းစိတ်ဖြင့်မရှိတော့ပါဘူး။ထွက်သွားတဲ့သူနဲ့ကြင်ရခဲ့တဲ့သူဘသူအများပိုနာခြင်းနေမလဲမသိပေမဲ့သိကြတာတော့ကျွန်တော်ပို့ပြီးဓာတ်ခြင်းနေပါလိမ့်မယ်။ အမတ်တရားအတွက်အခွင့်အရေးမပေးမိခဲ့တဲ့အထစိတ်ချစ်ပါတယ်လို့ဝေမခံပဲနာကျင်စေမိခဲ့တဲ့မာနတွေကြောင့်အခုတော့ရင်ထဲမဆက်အောင် နောင်တရရနေခဲ့ပါပြီဇက်စရာစီမံရမလို့ခုချိန်မှာတော့ဘသူကိုမှ အပြစ်မတင်စင်တော့ပါဘူးကျွန်တော်အမကိုနာကြည့်ပေမဲ့ငယ်ဆိုတဲ့လူသားလေးကိုပြန်ခေါ်လို့မှမရတော့တာပဲလေ

ငယ်ကမိုးရွာရင်ကြောက်တတ်ပါလေဆိုမှခဏတော့ငယ်မောင်ထီးသွားယူမယ်ငယ်မောင်ပြန်လာပြီချမ်းနေပြီလားထီးဆောင်ထားပေးရနော်စိတ်ချလက်ချအေးမောင်တချင်းဆိုတိတ်မယ်မိုးတွင်နေမင်းရဲ့အာကာပြင်းမတင်ချေ lien relie penge tenum just poe me hurka pyo buge tena yili shige uchin yin me ye ma chak sait twe we mi ye kaung yin go mo chin yin me ye ma pu be la re ku so ye me le dia chong ni sha yo ro me ဖို့စင်မမေဖို့စရာပေါင်းရင်ဝင်လေးနှွေးသလို့ se tu si ti regi no pila ne mi poco e me eite ogule chamma ma tigle muga piva me ti mu mia te ka tua ti tai me မေအိတ်တဲ့အုတ်ကူလေးနွေအားလက်ကလေးနဲ့တွေ့ကပွေထားမေဒီစလီမြာရွှေစူကချမ်းလို့စီပြန်နေပါကွယ်ဘောင်ရဲပြောနေပြီတိလားမောင်တိနေတယ်ငယ် မောင်ငယ်စီလိုက်လာလို့ရတော့မယ်အဲ့ခါကျရင်မောင်ကိုအားရပါရအပြစ်ပြီးနော်မောင်လည်းအတိုးချပြီးချစ်ပေဦးမောင်တို့ငယ်တိလားမောင်ပြလုံးတွေပြာနေပြီအရင်လဲချမ်းနေပြီခြေတော့ကလည်းနားလိုက်တာအသေးခိုင်မတက်ပဲဒါပေမဲ့လည်းမောင်ကငယ်ကိုတချင်းဆိုပြအောင်ပါနော် ငယ်စိတ်မဆိုးရဘူး။အော်ငယ်မောင်လေးငယ်ကိုလက်ဆောင်လေးပေးမလို့ငယ်လိုပဲဒါယာယူလေးပေါ့။ကြည့်ရတယ်နော်။မောင်တို့ကဒီဒီလေးနဲ့ဝေးခဲ့ကြတာ။ချစ်ရတဲ့မာနာတွေအတ္တတွေကခြားထားတော့မြင်းမြိုင်တို့လိုပဲငယ်ရင်မြင်းနေရပါမယ်။ မစုံနိုင်တော့ဘူးလေဒါပေမဲ့မောင်လိုက်လာတော့မလို့ငယ်စောက်နေနော်ကင်းငယ်အိတ်တော့ဘာတချေဆူပြမယ်ဘိုးရအရာရေးလိုက်ပြီးပါဒီဝအမှုရှင်ရဲ့တောင်းမနဲ့ကျွန်တော်ရဲ့ချီချမ်းနေရှာရုံမေပြောရှင်သာသူ့ရဲ့အုပ်ကူပြူပြူအင်္ဂလီရဲ့မှာ မိဘကအိမ်နေရလည်းမလို့ပါစေဟမို့ပါပါပြီနဲ့ ေရီကြီးသားပြန်မလာသေးဘူးလားခါတိုင်းတီချိန်ပြန်ရောက်နေပါပြီอืมကဲလာထလိုက်ကြောက်ကြမယ်တမီးလာခင်မယ်ပန်းရင်ရောင်ဝင်ပြောလိုက်တယ်။ဒေဒီကြီးကတော့ဘာမှမပြောဘဲကားထဲကိုပဲဥဆောင်ဝင်သွားတယ်။မမီကြီးကတော့ခေါင်းငိမ်ပြတာကြောင့်ပန်းရင်ရောင်လည်းအတူတူပါလာခဲ့တော့တယ်။ဒါနဲ့လိုက်သွားခဲ့ကြတာပေါ့ ောက်ရောက်ရှင်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အသက်ရှူရီတက်ခဲ့ရသည့်အထိနစ်နေအောင်ခန်းစားခဲ့ရတယ်။ဒါဒါလေးမမီးခေါ်နေတယ်လေ။ထားပါအောင်။မမီးတို့မနောက်ပါနဲ့ကွယ်။ဒါဒါရီမိမရဲ့စိတ်ထဲမှာဒါအိမ်ပြန်ခေါ်သွားကြမယ်နော်။လာလာစိတ်လျှော့မှာပေါ့။ခင်စမားတန်ခတ်တယ်ထင်ပါတယ်။ကျမရဲ့မလေးအဲ့ဒီနေရာလေးမှာခွခွေလေးလဲကြနေတဲ့ပုံမြင်တော့ မသိလိုက်တယ်။ဒါကကျမရဲ့ကျမကိုခတ်တဲ့တန်းပဲလို့။ကျမဘလာပတိချလလို့လက်ကတည်းကတော့မီဆွဲထားတယ်။ကျမမလေးကကျမခေါ်သွားခဲ့။အရာတော့ဒယ်ရီရဲ့ရေစိုးတည်လဲပြီးတော့မှကျမထင်အောင်တွေ့ခဲ့ရတယ်။ Family Doctor ပြင်ပြီးမိကြည့်တော့ဒန်ယာမိခိုက်ပိုးဝင်ပြီးအနာရှင်ကြောက်ဖြားရအောင်နေအခုတော့အသက်ပါပေးလိုက်ရပြီလေ။ လောတော်ခက်ခဲနိုင်တဲ့ခလေးရဲ့စပါလီယနဲ့လောက်ခနိုင်တဲ့သူတယောက်ကြောင့်ပတာဆိုတာကြီးကပေါက်ခွာလာပြီဒီနီလေးနဲ့ဝေးခဲ့ကြတဲ့သူတို့နုဒီနေရာရဲ့နောက်နာကျင်ရဲ့ခန္ဓာကြီးကိုပတ်ဆိုင်ထားရမယ် ြင်းပြက်အလားမစုံစင်းနိုင်ကြခဲ့ပြန်။တကယ်တော့ဘဝဆိုတာရှိခဲ့ရင်မီလီတို့ပျော်ရွှင်စွာစုံစင်းနိုင်ကြမှာပါ။စုံစင်းစီဖို့လေမမတောင်းဆိုပြပါရဲ့။ဘောတိတိမင်းကြီးဒီအကာပြင်းသာချင်းချင်းပြင်းလေပြင်းပန်းပြင်းများနေဖို့မိသားစုချောင်းစပွဲမင်းမနာပြောမှုတည်တဲ့ဒါကြီးလေးရှိတယ် Shine your 굉장히